အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ချမ်းအမောင်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေ့လာလေ့ကျင့်မဲ့သင်ခန်းစာရဲ့ခေါင်းစဉ်ကပြောတာနဲ့ပတ်သက်တဲ့သင်ခန်းစာကိုလေ့လာကြမှာဖြစ်ပါတယ်ထိုင်းလိုမျိုးစကားပြောတာနဲ့ပတ်သက်တဲ့စကားလုံးပေါင်းဟာဒီလိုမျိုးအခုရေးထားသလိုပဲ၅လုံးလောက်ရှိတယ်ပေါ့နော်အဓိကသုံးတဲ့ဟာတော့ရိုးရှင်းပြောတာတော့ဒီရှေ့ကဖိုးနဲ့သုံးတယ်ပေါ့နော်ဒါနောက်ကဟာတွေကလည်းပြောတယ်အဲ့တော့ကျွန်တော်တို့ဒီသင်ခန်းစာမှာအပြည့်အစုံလေ့လာကြမှာဖြစ်ပါတယ် ဟုတ်ပြီကျွန်တော်တို့ဒီသင်ခန်းစာကိုလေ့လာခဲ့ပြီးပြီဆိုလို့ရှိရင်ထိုင်းလူမျိုးစကားပြောရတဲ့ပသက်တဲ့ဟာကိုဘယ်လိုပြောရမလဲဘယ်ဟာဘယ်လိုပြောရလဲဆိုတာကိုဒီရှင်းရှင်းလင်းလင်းနားလည်မယ်လို့မျှော်လင့်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီစကားကိုအတူတူလေ့လာကြမယ်ပထမဦးဆုံးကဖို့ပြောတယ်ဘောသူလည်းပြောတာပဲခွီးသူလည်းပြောတယ်လောက်ပြောတယ်ကလောင်ပြောတယ်ဒါမင်းရဲ့ဒီညမှာကျွန်တော်ပြောတယ်ပဲပြောပါရယ်ပေါ့နော် ီသင်ခန်းစာကိုအပြည့်စုံလေ့လာပြီးမယ်ဆိုလို့ရှိရင် ပြောတာဘယ်လိုပြောရလဲဘယ်လိုကြွားချတာလဲဆိုတာကိုသိသွားမှာဖြစ်ပါတယ်အားလုံးပဲတူတူလေ့လာကြည့်မယ်ပထမအဦးဆုံးက for ဖြစ်ပါတယ် for ဆိုတာကတော့ကျွန်တော်တို့ကရိုးရိုးရှင်းရှင်းနဲ့ပြောတဲ့စကားလုံးအတုံးအနှုံးမျိုးပေါ့နော်ဒါကိုဘေဘူးရအားဖြစ်ရတော့ဝါကြအများဆုံးမှာတုံးပြီးတော့ပြောလို့ရတယ်ပေါ့နော်ဒါတဘာဝကြကြမှာပြောတဲ့အတုံးများတဲ့စကားလုံးနှိမ့်စင်တုံးတဲ့စကားလုံးတွေမှာပုံမှန်ပြောဆိုမှုအတွက်ကို ဖို့နဲ့တုံးတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့နားလည်ရလွယ်အောင်လို့ဒီဝါကြလေးတွေကိုအမေးဖြေပုံစံမျိုးလေးလုပ်ထားရယ်နော်ဒီဗီဒီယိုဖိုင်ကိုကျွန်တော်တို့ကြည့်ပြီးသွားလို့ရှိရင်သင်ခန်းစာတွေအများကြီးရမယ်ပေါ့နော်ဟုတ်ပြီပထမအုပ်ဆုံးကဘာလို့သူ့ကိုဘာပဲပြောပြောနားမထောင်တာလဲအဲတရားရောက်ကိုကျွန်တော်တို့ကပြောမယ်ပေါ့နော်ဘာပဲပြောလိုက်ပြောလိုက်ဆိုတာနားမထောင်ဘူးပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော် ทำไมพูดอะไรกับเขาเขาก็ไม่ฟังทำไมบาพิลูเลบาลูเลพูดอะไรกับเขาตู้กูบาไปเปลี่ยวเขาก็ไม่ฟังตู้ก็น้ำมาเท่านาเลยทำไมพูดอะไรกับเขาเขาก็ไม่ฟังบาลูตู้กูบาไปเปลี่ยวเปียวบาพิลูตัวสกาวน้ำมาเท่านาเลยบ่เนาะอะลูเปลี่ยวเจนะ ဲ့တော့အောက်မှာအဖြေလေးကသူ့ကိုအကြိမ်များစွာပြောပြီးပြီးဒါပေမဲ့သူကဂယုမဆိုင်ဘူးစိတ်ဝင်စားဘူးပေါ့နော်ဖို့ပိုင်လိုင်လော့ပလဲတဲ့เขาไม่สนใจเลยဖို့ပိုင်ပြောတယ်လိုင်လော့ပလဲအကြိမ်များစွာနော်လိုင်လော့ဆိုတာအကြိမ်ကြိမ်အခါကလိုင်လော့လဲအကြိမ်ကြိမ်အခါကပြောပြီးပြီးတဲ့ဒါပေမဲ့ ขาไม่สนใจเลยขาตูก็ไม่สนใจใส่หมวกซาวสนใจโซยใส่หมวกซาเลยผู้ไปหลายรอบแล้ว แต่ขาไม่สนใจเลยအကျင့်များစွာပြောပြီးဒါပေမဲ့သူကဂယုမဆိုင်ဘူးဒီနေရာမှာဖိုးကပြေဘူးအားဖြင့်သုံးတဲ့စကားလုံးနေ့စဉ်သုံးတဲ့ရိုးရှင်းစကားလုံးဒီမှာအသုံးပြုပြီးတော့ပြောတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ပြန်ကြည့်ကြည့်မယ် ทำไมพูดอะไรกับเขาเขาก็ไม่ฟัง ปาลุตุกาบาไปเปียวน้ำมันเท่านาเลย สู้ตัวเนี่ยปงแซมอยู่ก่อนน้องสกามันท้ามันเท่าในหลูเลยบ่พูดไปหลายรอบแล้ว แต่เขาไม่สนใจเลย อาจารย์มีอาสอบเปียวบีบแต่เป็นแม่ตกวก็ยุ่มใส่ผูแล้วตะคู่ก็บอบอ ဘောဆိုတာလည်းပြောတယ်ဒါမှမဟုတ်သူကအတိပေးတာပေါ့နော်အတိပေးတယ်ဒီအကြောင်းကြားတဲ့ပုံစံမျိုးပေါ့နော်ဘောဘယ်လိုမျိုးပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့ကတယောက်ယောက်ကိုပေါ့နော်ပြောခိုင်းလိုက်တဲ့ပုံစံမျိုးအတိပေးတယ်တယောက်ယောက်ကိုဒီလိုဒီလိုဖြစ်မယ်ဆိုပြီးတော့အတိပေးတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးဘောနဲ့တုံးတယ်ပေါ့နော်ဒီမှာဝါကြလေးရှိတယ်ပေါ့နော်ဒီဝါကြလေးတွေကိုဂယုဆိုင်ပြီးတော့ ဒီသင်္ကန်းဆောင်ကိုလေးလာနေတဲ့တငယ်ချင်းတွေတခြားယူဆိုင်ပြီးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီထဲမှာသူဝါကြတယ်ဆိုပုံမှန်ဆိုရင်ဝါကြဘော့ဆိုရင်ဘော့တူတူလေးတွေပြောလို့ရတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ကဒီဝါကြဒီကိုလေးလာတဲ့လူတွေအတွက်ကိုအစဉ်ပြောင်းလို့ဒီဝါကြရှိရှိလေးတွေပြောတာပေါ့နော်။ဟုတ်ပြီဒီမှာမနှက်ဖြန်အလုတ်လာရမယ်လို့သူ့ကိုပြောပြီးပြီလား။ဘော့ခေါင်းပိုင်ယံဝါပြုနီတုံးမှာทำงานဘော့ခေါင်းပိုင်ယံဝါပြုနီ ต้องมาทํางานบอกเขาสุราตู้ก็ပြောတယ်ปายยังบอกเขาปายยังตู้ก็ပြောပြီးပြီလားว่าဒါပြောရဲ့စကားကိုဆက်ပါရအောင်เนาะพรุ่งนี้มะแนพยังต้องမဖြစ်မနေมาทํางานမဖြစ်မနေဒီအလုပ်ကိုလာရမယ်လို့သူ့ကိုပြောပြပြီလားသူ့ကိုမနှက်ပြန်အလုပ်လာရမယ်လို့ပြောပြပြီလားပေါ့နော်ဒီမှာတုံပါလာတယ်မဖြစ်မနေပုံစံမျိုးပေါ့နော် บอกเขาไปอย่างว่าพรุ่งนี้ต้องมาทำงานทีมาเอามาแยงพี่จ๋อพีทาเลยพี่อะไรบีบอ่เนาะตัวก็น้าเลยมาวิลูกยังพี่อเลยพอไปแล้ว เขาบอกว่าเข้าใจแล้วบอกไปแล้ว เขาบอกว่าเข้าใจแล้ว บอกไปแล้วพี่อบีตัวบี ขาตูก็บอกว่าเปียวเดเข้าใจแล้วน้าเลยพี่รู้เปลี่ยนเปียวเดบอกไปแล้ว เขาบอกว่าเข้าใจแล้วตูก็น้าเลยพี่รู้เปลี่ยนเปียวเดทีเนี้ยมาဒီသူ့ရဲ့တထေးဖြစ်ဖြစ်ခေါင်းဆောင်ဖြစ်ဖြစ်တယောက်ယောက်က ဒီအတိပေးလိုက်အတိပေးခိုင်းလိုက်တဲ့ပုံစံမျိုးတွေပေါ့နော်သူ့ကိုပြောပြပြလာဆိုတာအတိပေးတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲဒီမှာဘော့ဆိုတာကပြောတယ်ဒါပေမဲ့သူကအတိပေးတယ်အကြောင်းကြားတဲ့ပုံစံမျိုးမှာတုံးတယ်ပေါ့နော်ဘော့ခေါင်းပိုင်ရန်ဝါဘရုနီတုံးမှာทํางานဘော့ပိုင်แล้วခေါင်းဘော့ဝါเข้าใจแล้วဟုတ်ပြီเนาะနောက်ထပ်ကျွန်တော်ဆက်သွားမယ်